မင်္ဂလာပါဒီနေ့မှာဖုန်းနံပါတ် Java ကိုရေးလို့ရတယ်ဒီ Java and ID ကိုဒေါင်းလုဒ်ဆွဲပေးပေးဖြစ်ပါတယ်ပထမဆုံးအနေနဲ့ browser မှာ apk ပြုလို့ရေးရတယ်ပါ apk ပြုပါ apk ပြုတာ Play Store မှာဒေါင်းလုဒ်ဆွဲလို့မရတဲ့ application တွေကိုဒေါင်းလုဒ်ချလို့ရပါတယ်နောက်တစ်ခါဒုတိယအနေနဲ့ပြောချင်တာကပြုပြန်လိုရပါတယ်ဒီစလော့ AVK ပြောကလေးလိုက်မယ် ပြီးတော့ဒီဖန်ရှင်းနာမှန်မလူပုံစံလေးရှိရယ်အဲလိုခြောက်လောက်နိုင်လိုက်ကျွန်တော်ဒီ server မှာ java and id လို့ရေးချလိုက်မယ် java and ဒီမှာတွေ့နေရပါပြီဒီ java and id ကိုကျွန်တော် download ချလိုက်မယ်ဒါကြောင့်ညံတဲ့နေရာကျွန်တော်အမားလေးဝင်နေမယ်ဒါပြီးကျွန်တော်အောက်ကလေးကိုနည်းနည်းဆွဲလိုက်ပါဒီမှာ download ဆိုအောင်နေပြီ download ဆွဲလို့ရပါပြီ ဒါလို့နှဲ့ပြီးဒေါင်းလုဆွဲလိုက်ပါဒီ Java and IDE ဖုန်းနဲ့ Android application ရေးဆွဲလို့ရပါတယ်ကျွန်တော်ဒေါင်းလုအကန်လုံးပေါ်နေပါတယ်နောက်ကြပါကျွန်တော်ဒေါင်းလုဆွဲပြီးသားဆိုတော့ဒီမှာဒေါင်းလုနေပါဒီခိုင် only ပေါ်ပါဒီမှာ Java and IDE ကျွန်တော်ဒေါင်းလုဆွဲပြီးသားဖြစ်လို့ဒေါင်းလုအကန်လုံးပေါ်နေပါဒေါင်းလုဆွဲတယ်ဆိုရင် download လို့ပုံပြီး download ဆွဲလိုက်ပါ အဲ့ဆိုရင်ကျွန်တော်ဒီဟာ application ရလာပြီကျွန်တော်ဒီမှာ java code ရေးလိုက်ရတယ်ပထမဆုံးအနေနဲ့ project name project name ကိုကျွန်တော် app လို့ပဲပေးလိုက်မယ် python နေရာပုံမှန် binary အတိုင်းပုံမှန်ဆိုလို့ရှိရင်ကျွန်တော် con dot my တော့ကျွန်တော် app လို့ပဲပေးထားလိုက်မယ်ခလုံးစင်ဒါ package name နောက်တစ်ခုက main method ရဲ့ main class ရဲ့ name ပေါ့ကျွန်တော် app လို့ထားလိုက်မယ် ိုင်း create လုပ်လိုက်တော့ဒီမှာပေါ်လာပြီကျွန်တော်ဒီမှာ file လမ်းကြောင်း src ရဲ့မှာရှိရပါဒီ app class တွေကိုမြန်သွားမယ်ဒီပေါ်ကျွန်တော်ရေးခဲ့ packing နဲ့ဒီ webinar app ဆိုတော့ class နဲ့ကျွန်တော်အနေနဲ့ main method ထဲမှာ java code ကို output တခုထုတ်မယ်ကျွန်တော်ထုတ်နေရတိုင်းမှာ system dot out of OUT ကြောင့် ID နဲ့တားမကြတယ် top brand and ကွန်ကပ်ပြီးတော့ကွန်လေးထဲမှာ device ကိုနဲ့ stream ဖြစ်ကြအောင်ပြမယ်ပြပြီးတော့ထဲမှာကျွန်တော် hello for ဒါတော့ program ကြီးစာမှာအလုံး လိုမျိုးမှထုတ်ပြကြလိမ့်ရှိရဲ့အရာတစ်ခုပါ program နဲ့ကဘာကြီးကိုနှုတ်ဆက်လိုက်တာဖြစ်ပါတယ်ဒါတော့ပဲ programming ရတော့တင်တဲ့ပထမဆုံးထုတ်ပြလိမ့်ရှိရဲ့အောက်ဖို့ဖြစ်ပါတယ်အခုဒီမှာ hello world လို့ပြနေပါပြီကျွန်တော်တော့ cloud လေးချက်ဖွင့်ပြီး run လိုက်တာတော့နောက်ကွယ်နဲ့ combine လုပ်တာ docker file လုပ်တော့တော်တော်လိုလျောက်လုပ်တော့ပြရယ်ကျွန်တော်နေနောက်နေ့မှလည်း java နဲ့ဆိုင်တဲ့ file ကိုမျှဝေသွားအောင်ဖြစ်ပါတယ်အဲကြောင့် channel subscribe လုပ်တဲ့ subscribe လုပ်ထားပြီးတော့တောင်းဆိုပါရယ် ဒီနေ့တော့လောက်ပါမယ်အားလုံးကျေးဇူးများတင်ပါတယ်